ီဂုံးကဘလောက်အရေးကြီးသလဲဆိုတဲ့ဟာကိုကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲတကယ်အဓိကခန်းဆက်စကန်ဂုံးကြီးဖြစ်နေတာအဲ့တော့ပြီးရင်ရေဒါစကန်ဂုံးကြီးလည်းဖြစ်တယ်ပေါ့နော်ဒါမြန်မာနိုင်ငံအနောက်ပိုင်းကိုဒါဝင်းထောက်လိုင်းရေးပုံစံမျိုးဒါဖြန့်ကျက်ထားတဲ့စကန်ဂုံးကြီးလည်းဖြစ်တော့သူတို့အတွက်အရန်အရေးကြီးတာအဲ့လိုအရေးကြီးတဲ့စကန်ဂုံးပါသွားပြီဆိုတဲ့အချိန်မှာပြန်ရဖို့အတွက်သူတို့အသေးအံစူးစမ်းတယ်မကြိုးစားလို့လည်းမရဘူး။ဘာဖြစ်လို့လဲဆိုတော့အနိကကုတ်ခဲ့ရတယ်။တမကူကိုတမမူကအချုပ်ကြတော့။အဲအဲအကြောင်းမလို့ဒီဥစ္စာကိုရဖို့အတွက်ဆိုတော့အသေးအံထပ်ပြီးတော့လုပ်တဲ့စီမံချက်တွေရှိလာတယ်။ အဲ့ဒါကတော့ကပ္ပစ14ဘက်ကနေပြီးတော့အင်အား300လောက်နဲ့တောလန်းကနေစစ်ကြောင်းထိုးလာအဲ့လိုစစ်ကြောင်းထိုးလာလို့ဂုံကြီးကျွရနာမှာ ဗလိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကသူတို့ရဲ့ဒါပြင်းမာစကန်ကုန်းကျသွားပြီးအချိန်မှာဒီခမောက်ကုန်းတစ်ခုကျန်တယ်အဲဥစ္စာကိုလည်းတပ်ဖွဲ့တွေဆက်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဒီကုန်းကိုလည်းမကြဖို့ပြီးရင်ခုနနေအကန်ကုန်းကိုလည်းပြန်ရဖို့အဲပြီးရင်ဒီလမ်းပိုင်းကိုလည်းတို့ထိန်းချုပ်နိုင်ဖို့အတွက်ကိုအင်အား300နဲ့ထပ်ပြီးတော့ထိုးသေးတာပေါ့နော်အဲ့တော့အဲ့အင်အား300ရောတကယ်ရောက်နိုင်မှာမလားဆိုတဲ့ဟာလည်းစိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့ရှေ့မှာဒီလောက်အင်အားအများကြီးရှိပါတယ်ဆိုတော့ဂုံးကြီးတောင်မှဒါရောက်အောင်တီးထုံနိုင်သေးရဆိုတော့ဗျာ ဲ့တော့ဒီလောက်တက်လာတဲ့အင်အားဆိုတော့ဒါခန်းစစ်တောင်မဟုတ်ဘူးဗျာအဲလှုပ်ရှားပုံစံမျိုးနဲ့လာလာဖြစ်တဲ့အတွက်ဘလောက်သေအောင်မလဲဘလောက်ထိခိုက်အောင်မလဲအဲဘလို့တောင်မှဆွဲပြေးအောင်မလဲဆိုတဲ့ဟာလေကျွန်တော်တို့စောင့်မျှော်ရအောင်မှာဖြစ်တယ်ဗောနော်အဲ့တော့အားခတ်တက်တော့ ਨੇ ဒါဘီဒီတက်ဖွဲ့တွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း နေ့စဉ်ရက်ဆက်ဒီတိုက်ပွဲတွေကိုဇက်တိုက်ဆင်နွှဲနေရတာဖြစ်တဲ့အတွက်ဒါစစ်ပန်းနာမျိုးတွေတော့ရှိနိုင်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါများတက်တာပြန်ပြောရမယ်ဆိုရင်ဒီဘက်ကတော်လိုင်းတက်ဖွဲ့အနေနဲ့ကလည်းအထီးကိတ်တွေလည်းရှိတာပဲအဲ့တော့ဒါကျွန်တော်တို့ဒါဒီတက်ဖွဲ့တွေရဲ့ဒါစိတ်သက်ကိုပြန်ကြည့်မယ်ဆိုရင်စိတ်သက်ကျနေတာမျိုးတော့မရှိဘူးဗျဘာလို့လဲဆိုတော့ဒဏ်ရာရတဲ့တက်တာတာနဲ့တက်ပြီးတော့ကြိတ်ကုန်မှာဘာဖြစ်လို့လဲဆိုတော့ဒီဂုံးတွေကိုတိန်းတဲ့အောင်ပွဲမှာငါလဲပါတယ်ကွာဆိုတဲ့ပုံစံမျိုးအဲအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုလုံးဝအားကျွမ်းမတတ်ကြီးနဲ့ဒါကျင်းဝါထားတဲ့အဖွဲ့တွေရှိတယ်ဒါတော့မှပဲထိကိုက်တဏ်ရရထားတာနော် အဲဒါပေမဲ့လည်းလုံးဝစိတ်ဓာတ်ကတော့ကြာသွားမှာမရှိဘူးဒါပေမဲ့ဒါလူခန္ဓာကိုယ်အနေထားအရဆိုရင်တော့ဗျာဒါဒီလောက်ရက်ရက်တွေအကြာကြီးပေါ့နော်ဇက်တိုက်ပြီးရင်စစ်ကောင်စီကတောက်လျှောက်ဘုံတွေကျဲဒရုန်းတွေနဲ့ကျဲပြီးရင်ဒါလက်နဲ့ကြီးတွေပြစ်